နမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာဝိနည်းတရဣတရေယထေရီဝိနည်းယနာဣတရေရတော်မူသောဗရာစာရီထေရီအရှင်မကြီးအလောင်းလျာသည် ဘရုမုဒ္ဒရာမြတ်စွာဘုရားပွင့်တော်မူခြင်းဝယ်တထေသမီးဖြစ်ခဲ့ဤသူသည်မြတ်စွာဘုရားဤကျောင်းတော်သို့သွားကာတရားတော်ကိုနာယူလေးရှိသည်တနေ့တနာဘရုမုဒ္ဒရာမြတ်စွာဘုရားသည်တရားသဖြင့်၌မိမယဟန်တော်တပါအာဣတရေထားတော်မူဤဣတရေယအရှင်မမှာဟာရိနီဖြစ်၍ဝိနည်းပိရကတော်ကိုကျင့်ဆောင်နိုင်သောအရာ၌ဣတရေယခြင်းဖြစ်၏တထေသမီးသည်ထိုအချင်းအရာကိုဖုံးမြင်ရသောကြောင့် တရာချင်းညိုစိတ်တွေအားကျစိတ်တွေဖြစ်ပေါ်လာသည်တို့ဖြစ်၍မြတ်စွာဘုရားအမှုရှိသောတန်ဃာတော်အရှင်မြတ်တို့အားအိမ်တို့ပြင့်ဖိတ်ပြီးမုံမြတ်သောစွမ်းခဲဝဲဘောဇင်များကိုဆက်ကပ်လိုရန်သည်မြတ်စွာဘုရားထံတော်မှသောနုမောဒနာတရားနာယူအပြင်း၌တရေသမီးသည်ဤသို့ပတ္တနာမူပြု၏တပည့်တော်မှသည်နောက်ဝင်းတော်မူလက်တန်သောမြတ်စွာဘုရားတို့၏လက်ထက်တော်၏ဟာရိနေယဟန္တာအရှင်မကဲ့သို့ ဝိနည်းဒရဧတတဲ့ရပါလို့ဤဖျားဘရုမုဒ္ဒရာမြတ်စွာဘုရားလည်းတထေသမီတောင်းသောစုပြည့်အံ့ဒီကိုမြင်သောကြောင့်ဂျာရိတ်ပေးတော်မူဤဓာယိကမှာတင်တောင်းသည့်စုအတိုင်းပြည့်စုံလက်တံဗျာရိတ်တော်ကိုပန်ဆင်ရသဖြင့်တထေသမီမှာအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏သူသည်အသက်ရှည်သည်များကာလပတ်လုံးကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်သည်အသက်အတိုင်းနေပြီး၍စုတေချိန်ဝယ်ထိုကုသိုလ်ကောင်းမှုအကျိုးကြောင့် လူပြည်နယ်ပြည်၌အထက်ထက်ကျင်လည်ခဲ့သည်မှာကဘာသသိန်းတိုင်သည်ဤဘဒ္ဒကဘာအတွင်သာကတ္တပမျက်စွာပြာပွင့်တော်မူလာသည့်အခါဝေထိုသသေးသမီးသည်ဗာရာဏသီပြည်ကိကိမင်းကြီးဤသမီးတော်ဘိက္ခုနီဖြစ်လာသည်ညီအမခုနှစ်ဖို့အနှင့်တတ္တရာ သမီးတော်ဖြစ်ပေသည်ထိုအချိန်ခါသည် လူတို့ဤတက်တန်းနှစ်တောင်းကာလဖြစ်ရကသမီးတော်ဘိက္ခုနီသည် အနှင့်နှစ်တောင်းဘက်လုံးကောင်းမှုကုသိုလ်များကြီးကျင့်ကြံပွားများအားထုတ်ခဲ့သည် တို့ကြောင့်လည်းသုတိမနီသေလွန်ချိန်ဝယ်နတ်ဘုံဌာန၌ဖြစ်ရသည် မာရုဆရာဂေါရမမြတ်စွာဘုရားထင်ရှားပွင့်တော်မူချိန်ဝယ်ဘိက္ခုနီနတ်သမီးသည်တဝုဒ္ဓိပြည်၌တထေသမီးဖြစ်လာသည်တထေသမီးသည်တန်တရာတွင်ကျင်လည်ခဲ့ရသောဘဝပေါင်းများစွာ၌အမတ်တစ်ခုကျွလွန်ခဲ့မိသောကြောင့်ယခုဘဝတွင်မိမိအိမ်၌ခိုင်းစေထားသူနှင့်မာရွင်တော်သည်မိဘများကသမီးအဖြစ်ကိုမသိသည့်အလျောက် အမျိုးအနွယ်သူတထေးတယောက်နှင့်ထိမ်းများပေးရန်စီစဉ်ကြသည်မိဘတို့၏ထိုအစီအစဉ်ကိုသိလျင်သိချင်းတထေးသမီးသည်မိမိနှင့်တဲ့မြန်နိုးနေသောအခိုင်းအစဉ်ယောက်ျားကိုခေါ်ပြီးအိမ်မှထွက်ပြေးတော်၏သူတို့သည်ရွာသိမ်းရွာငယ်ကလေးတစ်ခု၌ရှမ်းမြုံနေထိုင်လိုက်ကြလေ၏ကာလရှိကြသောအခါတထေးသမီး၌တာဥဒရေရ၏ထိုကုံဝန်ရင့်မာလာသောအခါတထေးသမီးသည်ဝေးပွားရမည့်ကိစ္စကို တွေးတော်ပူပန်လာသည် တားဥဖြစ်သောကြောင့်အစအစအရာရာပြည့်စုံသောမိဘအများထံသို့ ပြန်ပြီးမျက်နှာမြင်လို့သည်တို့အတွက်မိဘရက်ထံသို့လိုက်လံပို့ဆောင်ပေးရန်လင်းယောက်ျားအားပူဇော်သည်လင်းယောက်ျားကယောက်ျားမထံပြန်ရန် အလွန်ကြောက်ရွံ့နေ၏တို့ရတွင်မပြန်ရဲမသွားရဲကြောင်းမရအားမပြောလိုက်ဖို့ပါမည်ဟုဝန်ခံ၏ဝန်ခံစကားပြောတော့ညာအချောင်းမျိုးမျိုးပြကရဲ့ရွှေနေသည်ဖြင့်မသွားဖြစ်ပေအချင်းချင်းပြက်ကွက်သောအခါတရေသမီးသည် လင်းဤသဘောကိုနားလည်ပြီးတို့အတွက်လင်းယောက်ျားပြင်လွင်တပါးသို့သွားနေခိုင်ဝဲတထေသမီးသည်မိဘရက်ထံသို့တကိုယ်တည်းပြန်လာလေ၏တို့ရတွင် တထေသမီးသည်သူ့အလွန်ခုံလိုခြင်းသောမိဘ၏အေးအေးအောက်သို့မရောက်ပါလမ်းခီးတွင်ပင်သားဥကိုဖွာမြင်သည်အခုအညီမရှိတယောက်တည်းဖြစ်နေစဉ်လင်းယောက်ျားရောက်လာသောအခါတထေသမီးအားတဲ့ပုံမှာပြောပွင့်မရှိလင်းယောက်ျားသည်အိမ်သို့ပြန်အရောက်တွင်မယားကိုမတွေ့သဖြင့် အိမ်နီးချင်းများထံ၌ရှုံ့ဆန်းရသည်မိဘရက်ထံပြန်ပြီးပြောသွားကြောင်းသိရလျင် သိရခြင်းအလင်းအမြန်လိုက်လာခြင်းဖြစ်သည်တထေသမီးသည်တားဖွားသည့်ကိစ္စပြီးစီးပြီဖြစ်သောကြောင့်မိဘဌာနေသို့မပြန်တော့ပါမူလနေရင်းစွဲအင်္ဂလိပ်မှာပင်ဆက်လက်နေထိုင်ကြသည်နေ့ကိုရက်စားကာလရှည်လျားသောတထေသမီးတွင်ဒုတိယအချိန်မြောက်ကိုဝန်ရှိလာပြန်သည်ဤအချိန်တွင်လည်းသူသည်မိဘရက်ထံပြန်ပြီးမိဖွားရန်စိတ်ကူးသည် လင်းယောက်ကြားအားလိုက်လံပိုးဆောင်ခိုင်းရာချင်းဤသူအချိန်ဆွဲနေသည်ဖြင့်တားငယ်ကိုလက်ဆွဲလျက်ချင်းဤအတိုင်းပင်ထွက်လာခဲ့ပြန်လေ၏လင်းယောက်ကြားလည်းပြင်လွင်တစ်ပါးသို့တွားနေရာမှပြန်ရောက်ရင်ရောက်ချင်းမယားနောက်သို့အပြေးလိုက်လာသည်ဒုရိယတားရဲ့တနာကိုတောထဲမှပင်ချုံမောစွာဖွားမြင်နိုင်ညာမင်းနေပစ္စည်းမရှိသူစဉ်တွင်မိုးကြီးတက်ထန့်စွာရွာသွန်းလာသည် အမေနှင့်သားကိုထားအောင်ချင်းချင်းနှီးထွေးလျက် သားတဲ့အလားအထင်မရသောမွေးကင်းစကလေးအတွက်အရေးခိုးစရာလိုသည်တို့အတွက်လင်းယောက်ချားသည်တံဖို့တလုံးပေါ်ရှိတစ်ပင့်မှအခက်များကိုသားမိ၃ယောက်အတွက်မိုးခိုးစရာရအောင်လှုပ်ပေးရန်အတွက်ပဲခုတ်ပြင်ခုတ်သည်တံဖို့ရဲရှိအစိတ်ပြင်းထန်သောမွေးသည်ချက်ချင်းထွက်၍ကပ်ရာလင်းယောက်ချားမှာထိုးနေရတွင်ပင်အသက်ကုန်၏တထဲသမီးမှသားနှယောက်ကိုရင်ပန်းအောက်တွင်ထားလျက်တညလုံးမြေတွင်ဝတ်နေရ၏ မိုးစင်စင်လင်းပြီးမိုးလေလေကင်းရှင်းပြီးဒုဗလရဲ့လင်းရောင်ကြားမှာကြောက်ချက်သာကောင်းနေသည်တို့အတွက်ကလေးနှစ်ယောက်နဲ့အတူလိုက်လံရှာဖွေသည်တရေသမီးသည်တဲထန့်စွာငိုကြွေးလျက်လင်းရောင်ကိုတစ်ခက်များဖြင့်ဖုံးအုပ်ထားခဲ့၏မြုံနှံတကြုံမှုမပြုတ်နိုင်ရှာအားကိုးစရာပင်မရှိသောအခါတရေသမီးမိတို့လုံမြင်နေမိဘထံသို့ပြန်လဲခိုးဝင်ရန်သာရှိတော်သည်တို့ကြောင့်တားငဲ့ကိုပွေပြီး တားကြီးကိုလက်ဆွဲလျက်လာခဲ့သည်ယမန်ညကရွာခဲ့သောမိုးကြောင့်ရေစည်းအားတန်သည့်ချောင်းတစ်ခုသို့ရောက်လာသည်ချောင်းရည်သည်ဒူးပစင်းမြတာနှင့်ဤတို့ရတွင်တထဲသမီးသည်တားကြီးကိုချီပိုးပြီးတားငယ်ကိုပွေလျက်ကူးနိုင်သောခွန်အားမရှိပါတို့အတွက်တားကြီးကိုမာချားတွင်တင်ပြီးချောင်းဤဒီမာဘက်ကန်း၌ထားခဲ့သည်တထဲသမီးသည်တားငယ်နီတာရဲကိုပွေလျက်ချောင်းကိုကူသည် ဟိုမာဘက်ကန်းအယောက်၌တိရွတ်တွေခင်ပြီးကလေးကို အနီးဖြင့်ထွေးလျက်ချထားခဲ့သည်တထဲသမီးသည်တားငယ်နီနီထွေးထွေးကလေးကို မကြာခဏလှည့်ကြည့်ရင်တားကြီးထံသို့ကူလာသည်ချောင်းလက်သို့တထဲသမီးရောက်ချိန်တွင်စွန်ရဲတကောင်သည်အနီးထွေးထားသော ကလေးငယ်ကိုတားတဲ့အမတ်ဖြင့်ထိုးတုပ်သွားလိမ့်၏တထဲသမီးလည်းချက်ချင်းမြင့်သဖြင့်စွန်ရဲကိုအော်ဟင့်မောင်းနေ၏စွန်ကိုမောင်းနေသောအခါလက်ကိုမြောက်ပြီးပြက်ကဟန်ပြူသည် လက်ခုပ်လက်ဝါးတီးသည်ဤသည်ကိုအီမာဖက်ကန်း၌ခြံခဲ့သောသားကြီးကမြင်သည်ထိုအခါသားကြီးသည်သူ့အမေလက်ဟန်ချင်ဟန်ပြလျက်အော်ဟစ်ခုံငင်သည်ထင်သဖြင့်ချောင်းသည်သို့ပြေးရှင်သည်မနှက်လာတော်ညာအစည်းတန်သောရေလျင်သည် သားကြီးကိုတဲယူသွားလေ၏ရေထဲသို့သားကြီးမျောပသွားသည်ကို တထေသမီးမြင်၏အော်ဟစ်ပြီးပြေးလာ၏မမီပါသားရီသားရီအော်ခေါ်စဲမှာပြီးရေထဲသို့နစ်မြုပ်ပျောက်ကွယ်သွားလေ၏ တထေသမီးသည်ရင်ကိုထု၍ငိုဤငိုရွေးအားရတော့မှတာဝတ်ထိပြည်ပဲသူခီးဆက်ခဲ့ရာခီးသွားတယောက်နှင့်မျက်နှာချင်းဆိုင်တွေ့သည် အမောင်ဘယ်အရက်ကလာတာတော့တာဝတ်ထိကလာတာပါ အမိမိမိစာတီတာဝတ်ထိကိုအမိများသာချာရုပ်ဖြင့်တထေသမီးအားတက်သည်ထို့ကြောင့်မိဘအမိကိုဖော်ပြကနေထိုင်ကောင်းကြရဲ့လားချမ်းမကြရဲ့လားဟုဆက်နေတာဤအမိတခြားအကြောင်းကိုမေးစမ်းပါဗျာ ခီးသွဲယောက်ျားကစိတ်မကောင်းဟန်ပြေငင်းပဲ့တော်လဲသထေသမီးကမေးမြဲမေးသည်တခြားအချောင်းကိုမသိကြပါဘူးအဲ့ဒီသထေမိသားစုရဲ့တရင်မဲ့သိပြရစီအမောင်းကဲဒါလောက်ရှိလာတာပြောပြမယ်မင်းညတော်ကမိုးကြီးတညလုံးရွာတယ်မဟုတ်လားကျောက်တော်တညလုံးမိုးစိုးထဲမှာနေခဲ့ရပါတယ်အမောင်းဟုတ်ပါပြီလေအဲ့ဒါထားအောင်သထေကြီးအချောင်းဆက်ပါဦးဟုတ်ပြီမြို့ဘက်ကိုမြုံကြည့်လိုက်ပါဦးမိကိုမြင်ရတယ်ဟုတ်တယ်အဲ့ဒါနဲ့ပါဆိုင်တော့ ဆိုင်မီလာအမိရဲ့လုံလုံကဲကဲတဲထန်တဲ့မိုးကြောင့်တစ်ပင့်တွေလည်းတိုက်တွေပြိုရာမှာအမိမေးတဲ့တထေးရဲ့တိုက်လည်းပါတယ်တိုက်ပြိုရာမှာတထေးကြီးနဲ့တထေးကတော်ရောတထေးသားပါတိုက်ပြီးပြီးတေကြလို့အခုမြင်နေရတဲ့မိကိုဟာသူတို့ကိုတကြိုရာကထွက်တဲ့မိကိုပေါ့ဖြစ်ရလေချင်းအဖေတို့အမေတို့ရဲ့တထေးသမီးစီလက်ကိုမြောက်၍အော်ဟိအီတားသေးလင်ဆုံးယုံမကမိဘနဲ့မောင်မပြိုင်သူတေသောကြောင့်တားသေးလင်ဆုံးယုံမက မိဘနှင့်မောင်မပြိုင်းတို့သိသောကြောင့်တောကုံမတ်တကတောကဖိစည်း၍စိတ်နှလုံးပူပန်မှုကြောင့်ရုတ်တွချင်းအဖြစ်တို့ရောက်၏ခါဝတ်တပိန်ပြေလျောကြကြံခဲ့သည်ကိုမတိမိโกမြာတို့အပြင်းပြေလာသည်ဤသို့အဟုမရှိသောကိုဖြင့်လဲလဲသွာလာနေသည်ကိုအချောင်းပြွေ၍ဤအချိန်မှစတင်ပြီး ထိုတထဲသမီးအားဗရာစာယီဟု၍လူတို့ခေါ်တွင်ကြလေ၏တားနှစ်ယောက်လဲသည်လင်းလဲသည် အမေဖလည်းဆို မောင်လည်းဆို အားလုံးရှုံ့မြိုက်မိလောင်တိုက်ထိုကဲ့သို့မိတန်းရဲ့အဝတ်ချီနီလဲလဲသွာလာလေ၏ဗရာစာယီကိုမြင်သူတိုင်းကမောင်းနှင်ပြစ်ချ၏မောင်းနှင်၍ထွက်မသွားလေ၏ခေါင်းပေါ်သို့အမိုက်တွေတွန့်ချကာတွန့်ချကြ၏ဒုတ်ဖြင့်ရိုက်ဂဲဖြင့်ပြစ်ကြရာဗရာစာရီမှာညစ်သေးပေ၏ပိန်ချုံးလျက်တရေသမီးအဖြစ်မှတိမှန်မိသူမရှိတော့ကြေ တနှစ်တနားသုံးလို့ထွက်တာတပ်ပိညုံမြတ်စွာဘုရားသည်ဇေတဝန်ကျောင်းတော်၌ပိဋကတ်များအားတရားဟောနေတော်မူ၏ထို့သောတရားဟောနေလျက်ကရှင်တော်မြတ်ဘုရား၏ရွှေဉဏ်တော်ဝေဗရာစာ၏သည် ဝင်ရောက်လာလေ၏လူနတ်မြမာတတဝရတော်၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဗရာစာ၏ကြွတန်းဝင်မည်အချိန်ကာလကိုသိတော်မူရကားဗရာစာ၏လာစီတည်းဟုဒိဋ္ဌံတော်မူသည်ထင်မိထင်ရာလျှောက်သွားနေသောအယူမာသည် ချက်ချင်းစေတဝန်ကျောင်းသားအတွင်သို့ဝင်လာသည်များပြားသောပရိသတ်ကြီးထံသို့တရက်ကြီးလာကြည်သည်ဟဲ့ယူမသွားသွားအယူမကိုမောင်းပြကြစားဟိတရားနာပရိသတ်ကြီးရွတ်ရွတ်တဲတဲဖြစ်သွားကြစေရှင်တော်ဘုရား၏မိန့်တော်တန်ပေါ်လာ၏မတားမြစ်ကြကုန်လင်ရှင်တော်မြတ်ဘုရားသည် အကြောင်းရှိ၍သာထို့သို့မိန့်တော်မူခြင်းဖြစ်ပေလိမ့်မည် ထို့ကြောင့်သူယူအားဆက်လက်မတားစီကြတော့တရိယစေလောမြတ်စွာဘုရား ထို့သို့မိန့်တော်မူသည်တခဏဝေ ရာစာရီမှာအယူစိန်ပြောက်သည်မိမိအဖြစ်ကိုရှက်ကြောက်ရမှန်သိလျေပစစ်ဒုတုကမြေမှာဝတ်လေ၏ထိုအခါတရားနာယောက်ျားတစ်ယောက်ကအပေါ်ယုံပစိုးကိုပြစ်ပေးလိုက်သည်ဗရာစာရီကောက်ယူလွမ်းခြုံသည်မျက်စွာပြာခြေတော်ရင်တို့ကတ်ကာ ရှိကိုသည်တပည့်တော်မာရဲ့မိကုံအားထားရာဖြစ်တော်မူပါဗျာယူသွနေစဉ်ကကင်းပနေခဲ့သောပူဆွေးဝန်းနေမှုများသည်ရုတ်တရက်ဝင်ရောက်လာသည်ဖြင့်ငိုကြွေးလျှောက်ထားသည် တပည့်တော်မာရဲ့တားငယ်ကိုစွန့်ရှိသွားတော့မှာတာကြီးလေရေထဲမှာမျောပါသွားပါတယ်ဖေဟာလင်းယောက်ျားတည်ဆုံးလို့မိဘထံလာလမ်းခေးမှာပဲအမေဖနှစ်ပါးနဲ့မောင်ကြီးတို့ဗျိုင်းသူတည်ဆုံးလို့တကြိုတဲ့မိခိုးကိုမြင်ရပါတယ်ဖေဟာချစ်သမီးပရာစာဤထွေထွေရရကြံစီ၍မနေလေချစ်သမီးဤမိခိုးအားထားရသည်ငါဖေဟာဖြစ်နိုင်ဤ အားထားလောက်တော်ငါဘုရားထံသို့ယခုအခါချစ်သမီးရောက်လာပြီးရှင်တော်မြတ်ဘုရားသည်ထို့သို့မြတ်ကြားတော်မူပြီးလျေဆက်လက်၍တရားတော်များကိုဟောကြားသည်မှာချစ်သမီးသည်ယခုဘဝ၌တားနှယောက်လင်းတယောက်နှင့် အမိအဖမောင်ကြီးကိုတည်ဆုံ၍ငိုကြွေးရသောမျက်ရည်ကဲ့သို့ပြီးတန်တရာဘဝအဆက်ဆက်၌ချစ်သမီးငိုကြွေးခဲ့ဘူး၍ကြာရသောမျက်ရည်တို့သည် သမုဒ္ဒရာ၄ဆင်းရှိရေတို့ထက်များပေသည်ဤစသည်ဖြင့်ဖြစ်ပေ၏ ကတဘာမြတ်စွာဘုရားဤရွှေလက်ထက်တော်ဝေကုမာရီမြမစာရီတီလာကိုအနှစ်နှစ်ကောင်စောင့်သုံးခဲ့သောပါရမီရှင်ဗရာစာရီသည်တမှုဟုတ်ခြင်းသဘောပေါက်သည်သဘောပေါက်သည်နှင့်အမျှတောကရော့ပါလာသည် အပူလျှောသည်နှင့်အမျှစိတ်လဲကြည်လင်လာ၏ချစ်သမီးဗရာစာရီတေမင်းရုပ်သည်နှိမ့်ဆက်တော်သူ၏ကိုယ်ခွေအားထားစရာသားသမီးတို့သည် မရှိကုန်ရွှေမျိုးတို့သည် မရှိကုန်အဆွေခင်မုန်းတို့သည်လည်းမရှိကုန် ဆွေမျိုးညာတကာတို့၌ကိုကိုယ်အားထားစရာလည်းမရှိကြ။ဤသို့သောသဘောကိုသိသောပညာရှိသည်တိလောက်ကိုစောင့်စည်းလျက်နိဗ္ဗာန်ရောက်ချောင်းမက်လန်းကောင်းကိုလင်းစွာသားလျင်တုတ်တင်ရ၏။ထို့သောအစရှိသဖြင့်ရှင်တော်မြတ်ဖျားဟောကြားတော်မူသောတရားတော်၏အဆုံးတွင်ဗราစာရီသည်တောတာပံတည်လေ၏။ထို့နောက်ဗราစာရီကယဟန်ပြုခွင့်တောင်းသဖြင့်မြတ်စွာဘုရားသည်ဗราစာရီအားဘိက္ခုနီတို့ထံ ပူပေးတော်မူလိုက်၏မိမယဟန်ဖြစ်တော်မူပြီးသောဗရာဇာရီထေရီအရှင်မသည်အထက်မဲ့သုံးပါအလုံးကကမ္မထံစီပြန်လျက်တခုသောနေ့တွင်ရေဖြင့်ခြေဆဲတော်မူ၏အရှင်မ၏ခြေပေါ်သို့လောင်းချလိုက်သောရေတို့သည်အတန်ဝေးကွသောနေရာအထိစီးသွားပြီးနောက်ပျောက်ွယ်သွားသည်ထို့နောက်ခြေထောက်ပေါ်သို့ရေတစ်ခွက်ထလောင်းပြန်သည်ထိုအခါရေသည်ပို၍ဝေးစွာစီးဆင်းသွားပြီးမှပျောက်ွယ်သွားသည်ထမှန်၍နောက်တစ်ခွက်လောင်းသောရေက ပို၍ဝေးစွာစီစဉ်သွားပြီးမှပျောက်ကွယ်၏တို့ရတွင် စီးသွားသောရေအာလုံးပျောက်ကွယ်သွားကြောင်းအရှင်မတွေ့ရ၏လောင်းလိုက်သောရေသည် ခြေပေါ်မှစီစဉ်သွားပြီးနောက်ပျောက်၏ရေလောင်းခြင်းနှင့်ပျောက်ကွယ်သွားခြင်းမှာခြေဆေးရေတို့စီစဉ်ရ၌အချို့သည်တူ၏အချို့ရှိ၏အချို့ကမတူမရှိဖြစ်သည်ချို့တို့ပင်တတဝရတို့သည်လည်းဖြစ်ပြီးလျင်ပြက်ကြ၏သို့သောအချို့သည်အသက်တို၍အချို့အသက်ရှိ၏ အချို့ကမတူမရှိ အလဲအလတ်ဖြစ်၏စင်စစ်တော်ကဖြစ်ပြီးနောက်ပျောက်ပြဲ့သေးတာသည်ကာနာကုရီတိုင်းတိုင်းရှာနေတော်မူသောမြတ်စွာဘုရားသည်ဘိက္ခုနီចောင်းရှိခြေဆဲကုံ၌တွေ့မြင်ဆင်ခြင်နေသောဗရာစာရီထေရီမ၏အဖြစ်ကိုသိတော်မူသည်ရောင်ကြီးတော်လွတ်လျက်ဟောကြားတော်မူသည်ချက်သမီးဗရာစာရီတင်ဤဤအကျံသည် အမှန်ပင်ဖြစ်၏ခန္ဓာတော်၏အဖြစ်ပြက်ကိုမမြင်တော်သူ၏အနိတ္တယပတ်လုံးအသက်ရှိခြင်းထက် ခန္ဓာတော်ဤအဖြစ်ဖြစ်ကိုမြင်သည့်သူဤတရက်တခဏများသာ အသက်ရှိခြင်းကပို၍မြတ်ဤဣတရာတော်ကို အခြေပြုလျက်ဗราစာရီ အရှင်မသည် မကြမီအတွင်းမှာပင်အရဟတဖို့သို့ဆက်ရောက်တော်မူဤဗราစာရီထေရီမြတ်လာအရှင်မသည်မြတ်စွာဘုရားဤတရားတော်များကိုသင်ကြားလေ့ကျက်ရ၌အထူးသဖြင့်ဝိနည်းပိရကတ်ကိုသင်အံလေ့လာ၏။တို့ကြောင့်ဝိနည်းနှင့်ပတ်သက်လာလျှင် အစိုးအဖျက်ပေးနိုင်သည့်အထိချိန်ညက်တက်မြောက်သည်တို့အတွက်ရှင်တော်မြတ်ဖျားသည်နောင်သောအခါ၌ဘိက္ခုနီတို့အားထိုက်တင်ရာဣတတဲ့အရာထားတော်မူသောအခါဗရာစာရီထေရီအရှင်မအားဝိနယဒရဣတတဲ့ထားတော်မူခြင်းဖြစ်ပေ၏မောရောမေနာတော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဗျာရှင်သည် ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဗျာရှင်ဟာကိုးကွယ်စိတ်ကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိစ္ဆာမိ ဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်အားကိုးကွယ်စိတ်ကပ်ပါ၏တန်ခေါမေနာတော်တန်ကံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးကွယ်ရာဖြစ်ပါ၏တန်ဃာတော်မြတ်အားကိုးကွယ်စိတ်ကပ်ပါ၏